အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ ဆော့အကုန်လေးကိုလိုရတာပြည့်စက်မနေပဲအဖောက်ချီခြောက်တလို့ခန်းစားရတာပါကြောင့်လေလှုပ်တာများရဲ့ခြောက်သွားတာလားဆိုတဲ့ကြောင်းတင်ဆက်ပေးကြပါရစေအဲ့ဒီအချောင်းမပြောလေမြောက်ချောက်ယောဂါကိုဘလူကခွေစားမိတ်ဆိုတာအရင်ပြောပြမယ်နော်အဲ့ဒါပြီးမှပဲမြန်မြန်အလိုခရရေးအဖောက်ချီမလားဆိုတော့ဆက်ပြောကြတာပေါ့ရှင်မြောက်ချောက်ယောဂါကိုဘလူကခွေစားမလဲ ။ရောက်ကြောက်ယောဂအကြောင်းကို မနေ့ကမျှဝေထားပေးပြီးဆိုတော့ဒီတစ်ခါမှာတော့ရောက်ကြောက်ယောဂကိုဘယ်လိုကဝေကြမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ရောက်ကြောက်ယောဂကကြောက်ယောဂနဲ့မျိုးစင်တူပါတယ်။အရာကြောက်ကြောက်ယောဂကဝေစိတ်ထိုးထားရင်ရောက်ကြောက်ယောဂကို85ရာခိုင်နှုန်းကဝေနိုင်တယ်လို့ WHO ကပြောထားပါတယ်။ကိုယ်စားနိုင်ခြင်းများတဲ့သူတွေကိုကာကွယ်ဆေးထိုးပေးနိုင်ရန်ဆောင်ရွက်နေသေးတာဖြစ်ပြီး အခုလက်ရှိမှာတော့ကာကွယ်ဆေးကိုပြည်သူတွေကိုမထုံနှံနိုင်သေးပါဘူး။မျောက်ကြမဖြစ်အောင်ရှောင်ရံတွေကတော့ virus ကိုခိုးအောင်နိုင်တဲ့တရိတ်ဆန်များဖျားလာနေတဲ့တရိတ်ဆန်များသို့မဟုတ်မျောက်ကြရောဂါဖြစ်ပွားနေတဲ့နေရာတွေမှာသိမ်းဆုံးနေတဲ့တရိတ်ဆန်များနဲ့ထိတွေ့ခြင်းကရှောင်ကျဉ်သင်ပါတယ်။ virus ကိုကူးစက်နိုင်ခြင်းရှိတဲ့တရိတ်ဆန်တွေရဲ့မတက်တကျချက်ထားတဲ့အသားတွေကိုမစားသုံးသင့်ပါဘူး။ ရောဂါဖြစ်နေတဲ့သူရောဂါကိုစံနိုင်ခြင်းရှိသူတွေနဲ့အနည်းငယ်ထိတွေ့ခြင်းကရှောင်ကျဉ်ရပါမယ်။ရောဂါဖြစ်တဲ့သူထိတွေ့ထားတဲ့အဝယ်ဆောင်အသုံးဆောင်ပစ္စည်းတွေကိုကင်တွေ့ခြင်းကရှောင်ကျဉ်သင့်ပါတယ်။ဆောင်ရည်တွေကတော့ရောဂါရှိတဲ့သူတရိတ်ဆန်နေတဲ့ထိတွေ့မှုရှိပါကလက်ကိုဆက်ပြနေရင်သို့မဟုတ် echo office အထဲလက်တန်စီနဲ့စနစ်တကျစေချောရပါမယ်။ ယောဂပုံရှိတဲ့ဒုနာသားပါကမတ်ကိုသိချတတ်ထားရပါမယ်။ယောဂပုံရှိတဲ့ဒုနာကိုပြုစုတဲ့အခါပီပီအကာခွဲဝတ်စုံကိုဝတ်ထားသင့်ပါတယ်။ယောဂပုံမကူစားအောင်စနစ်တကျသိချချက်ပြုတ်ထားတဲ့အသားတွေကိုသာစသုံးသင့်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေတို့လည်းယောဂောက်ယောဂကိုဘယ်လိုကဝေအောင်လဲဆိုတာသိသွားကြမယ်လို့ထင်ပါတယ်။ဆက်လက်ပြီးတော့စော်ပုံတွေကိုလူရအောင် ြည့်စံမနေပဲအပေါင်းသေးပြီးခြောက်တယ်လို့ခံစားရတာပါကြောင့်လေလောက်တာများတော့ခြောက်သွားတာလားဆိုရင်ကြောင့်တင်ဆက်ပေးခြင်းပါတယ်လိမ့်ဆက်ဆံပန်းများရဲ့မိမကိုကျေလာနိုင်သလားမိမကိုကျေစိတ်တွေကိုအွန်လိုင်းမှာအများအပြားတွေ့လာရတာကအမျိုးသမီးတွေကကိုယ့်ရဲ့မိမကိုနဲ့ပတ်သက်ပြီးအချင်းအသေးတွေကိုအာရုံစိုက်လာနေဆိုတဲ့လက္ခဏာပါပဲအမျိုးသားတွေကမိမိအိမ်နောက်ဘက်ပေါ်မှာ စိတ်ပြတ်သွားမှကိုစိုးရင်လာလေပါနိုင်ပါတယ်မိမကူကထင်သလားကျင်းလွယ်ကျင်းလွယ်တဲ့အင်အားရမဟုတ်ပါဘူးဘာကြောင့်လဲဆိုတာစက်ကြည့်အောင်ပါမိမကူရဲ့စုံလိုက်စံလိုက်စွမ်းမိမကူရဲ့တဏီအဖြစ်မွေးရဆောင်ရဲ့စုံနိုင်စံနိုင်စွာကအံ့ဩစရာပါမြင်တာကိုပြောရရင်မျက်နှာသုံးပုံဝတစ်ခုကိုလုံထွေပြီးချိန်ထိထိလိုက်ပါပြီးရင် ခြေအဝါကိုလက်နှစ်ဖက်နဲ့ညှစ်ပြီးပိတ်ထားပါခြေကမိမကိုပါမျက်နှာတော့ဘဝကမိမကိုကြွက်သားတွေပါညှစ်ပိတ်ထားတဲ့လက်နှစ်ဖက်ကတင့်ပစုံခွင်းတွေကကြွက်သားတွေပါလက်တွေမှာလည်းမိမကိုကဒီလိုအကြောင်းအလမ်းမရှိအောင်ပြည့်စင်နေတာပါဒါပြင်ကြွက်သားတွေကလည်းတခြားကြွက်သားတွေလိုပဲစုံနိုင်စံနိုင်ပါတယ်လွယ်လွယ်နဲ့သိသွားတယ်ဆိုတာမျိုး မရှိပါဘူး။ဥပမာပြရရင်ပါဇက်ကိုနှရွက်နာတရားဆွဲကြည့်ပြီးရင်ပြန်လို့ကြည့်ပါဇက်ပြေလာတယ်လို့မှမရှိတာ။နေ့တိုင်းဆွဲနေ့တိုင်းဒီတိုင်းပြန်ဖြစ်ပါရင်မိမကူကကြွက်သားတွေကပါဇက်ကကြွက်သားတွေတက်တော့တန်မာပါသေးတယ်။ဒီတော့လေးဆက်ဆန်းရုံနဲ့မိမကူကအလွယ်တကူချိန်မလာပါဘူး။ဒါဆိုဘလို့ချိန်မှချိန်လာနိုင်ကြလေ။ မိမကိုကျေလာနိုင်တဲ့အချိန်နှစ်ခုပဲရှိပါတယ်။ခလေးမွေတာနဲ့အသက်ကြီးလာတာပါ။ခလေးမွေတာခလေးမွေတာတော့မအသက်30အောင်မှမွေးတယ်။တစ်ယောက်နှစ်ယောက်ပဲမွေးနေဆိုရင်မကျေပါဘူး။ခလေးတစ်ယောက်လုံးထွက်ထားတာတော့မိမကိုကပြန်ဆုံနိုင်ပါတယ်။ပြီးနေတဲ့တွေရဲ့မျိုးပွားအင်္ဂါတွေက6လလောက်ဆိုရင်ငကိုပုံမှန်တိုင်းပြန်ဖြစ်သွားပါပြီ။ကိကဲအဆက်ဆိုင်လို့ခေါ်တဲ့ ကြောက်တာလေးခြင်းကလေးလို့ရင်ပူတော်မကျေပါသေးတယ်။ခလေးအများကြီးမွေးတဲ့သူခက်စိတ်စိတ်လေးမွေးတဲ့သူအသက်ချီမှခလေးမွေးတဲ့သူဆိုရင်တော့ကျေနိုင်ချေရှိပါတယ်။ဒါကလည်းဟောင်းလောက်ပေါက်ကျေသွားတော့မဟုတ်ပါဘူး။ကြောက်တာရိအပြောသွားလို့ခြောက်သွားတဲ့သဘောပါပဲ။အသက်ချီတာအသက်ချီလာရင်အထူးသဖြင့်သွေးဆုံလာရင်ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့်မိမကိုခြောက်သွေးတာ ကျွန်းသားတွေအားနေလာပြီးမင်းမကိုချောင်းတလုံးဖြစ်တတ်ပါတယ်။ဒါကခလီမွေမွေမမွေမွေဖြစ်တတ်ပါတယ်။လိန်ဆက်ဆံမောင်မြရဲ့မင်းမကိုကျေလာနိုင်သလား။ဒါဆိုလိန်ဆက်ဆံရဲ့ချောင်းတလုံးခန်းစားနေရတာကလိန်ဆက်ဆံနဲ့အချိန်မှာမင်းမကိုကျွန်းသားတွေကတင်းထားတာတွေရှော်ထားပါတယ်။ဒါကသဘာဝပါ။ဒါမှမင်းမကိုရဲကိုအမျိုးသားရင်ကထဲလို့ရမှာပါ။ ကြက်လုံးနေရင်ဆိုရင်လိမ်ဆက်ဆန်နေပါအမျိုးသမီးကမိမကူနာတော့အတူနေဖို့ခက်တာဖြစ်တတ်ပါတယ်အတူနေလို့မရအောင်ကြက်နေရင်ဆိုရင်အမျိုးသမီးကလိမ်ကိစ္စမှစိတ်မပါတော့သတ်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 မဖြစ်သေးတာကြောက်ပြီးကြွတာတွေကိုမြင်ထားတာဖြစ်နိုင်ပါတယ်အစင်းနေဖြစ်ပြီးဆိုမှမိမကူကြွတာတွေက အနေငယ်ချောင်းလာပြီးပြီးသွားပြီဆိုရင်တော့နှစ်ကိုတိုင်းပဲဖြစ်ဖြစ်သွားမှာပါ ဒါကြောင့်အမျိုးသားကမိမကိုချောင်းတယ်လို့ပြောတဲ့အခါကိုကိုကိုမလုံမလဲမဖြစ်ပါနဲ့ဒါနဲ့လေအပြူဟုံမဟုတ်ခွဲလို့အစင်မပြေပါဘူးမိမကိုချောင်းနေတာမဟုတ်ပဲလိန်တန်းသေးနေတာလေးဖြစ်နိုင်ပါတယ်မိမကိုချောင်းတယ်လို့အပြောများလာကြတာကဒီနောက်ပိုင်းမှာအမျိုးသမီးတွေကမိမကိုချောင်းတာနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေများလာကြပါတယ်တကယ်လေးပဲချောင်းတယ်လို့ခံစားရတာချောင်းလေးဖြစ်နိုင်ပါတယ် ဒီလိုဖြစ်လာရတာကဒီနောက်ပိုင်းမှာအမျိုးသမီးတွေကအိမ်နောက်ပြုတ်ခလေးမွေးတော့နောက်ကျလာလို့ပါအစိုးဆုံးဆိုရင်တော့အသက်30တချို့ဆို40နာမှကံယူပြီးခလေးမွေးကြပါတယ်တားဆက်ချဖို့လည်းအချိန်သေးမရှိတော့နှစ်ယောက်သုံးယောက်လောက်ခက်စိစိလေးမွေးပြီးပြီဆိုရင်သွေးဆုံခြင်းရောက်သွားပါပြီခလေးမွေးတော့သွေးဆုံတာဇက်တိုင်ဆိုသလိုဖြစ်နေတဲ့အတွက်မိမကို6နေလို့ခံစားရတာပဲဖြစ်ပါတယ် မိမကူချောင်းနာကိုဘယ်လိုဖြေရှင်ကြောင်းမလဲလက်ရှိမှာမိမကူချောင်းနာကိုစေရီတောင်းစေးတောင်းတွေထဲတာရှိပေမယ့်ဒါတွေကတိတ်ပန်နေကြလေးလာထားတာမဟုတ်တဲ့အတွက်ဘာမှမပြောနိုင်ပါဘူးမဟုတ်တဲ့စေရီဖြစ်နေရင်ကောင်းကျိုးထက်ဆိုးကျိုးပိုများမှာပါခွဲစိတ်ပြုဖြစ်တာတွေရှိပေမယ့်ဒါကကျွမ်းကျင်တဲ့ဆရာဝန်နဲ့စိတ်ချတဲ့နေရာမှာလုံးဝအဆင်ပြေပါတယ်ဒါပြင်ဝေကုန်ကြီးကြလဲများနိုင်ပါတယ် ဒါကြောင့်မင်းမကိုချောင်းလေလို့ပြောလာကြတဲ့အမျိုးသမီးတွေကိုဆရာဝန်တွေကလေးချိန်ခံပေးညှို့လို့ရှိပါတယ်။ကိရဲ့အစားဆိုင်လို့ခေါ်ပါတယ်။တင်မစုံဝင်ကကြော်သားတွေကိုတန်မောင်လှုပ်တဲ့နေလမ်းမှာစိတ်တော်နေလုံးရုပ်တရစီကိုညှိလိုက်ပါ။အဲ့ဒီအချိန်မှာတင်းသွားတဲ့ကြော်သားတွေကတင်မစုံဝင်တွေကကြော်သားတွေပါ။ဒါကကြော်သားကိုတီးဖို့စမ်းတာပဲဖြစ်ပြီးတကယ်လို့ရင်တော့စိတ်တော်ချိန်မှမလုပ်ရပါဘူး။တကယ်လို့ဝင်ဆိုရင် စောစာချင်းမှအချိန်တစ်ခုပေးပြီးသင်ချားလေးချင်းမှပလဲလဲတူထောင်ပြီးလုပ်ပါတင်မစုံအောင်ကိုသုံးပြီးချက်သားတွေကိုဆွဲတင်လိုက်ပါစိတ်စက္ကန့်လောက်တောင်းထားပါ၃စက္ကန့်လောက်အချိန်ယူပြီးပြန်လျှော်ပါတစ်ခါလုပ်ရင်၁၀ခါလုပ်ပါတင်မစုံဝင်းချက်သားတွေကလွှဲပြီးဘိုက်ပေါင်းတင်ချက်သားတွေကိုမတုံပါနဲ့ပုံမှန်အတိုင်းသက်ရှူပါတစ်ခါလုပ်၁၀ခါနဲ့တစ်နေ့ကို၂ချိန်သုံးချိန်လုပ်ပေးပါမိမကိုချက်သားကလည်း တက်စားကြွတာတွေလိုပဲအခြေယူလေးကျင်ရပါတယ်။၆လလောက်ဆိုရင်ဒေတာလာပါပြီ။နောက်ပိုင်းကျွဲသွားရင်လဲရင်ထားရင်ပတ်တက်ရရင်လုပ်လို့ရပါတယ်။ဒီလေးကျင်ကန်ကစီမတည်နိုင်တော့တဲ့အိမ်ချုံနာတွေကိုလည်းတက်တာစေပါတယ်။ဒီတော့ခလေးများစီမွေထားတာနဲ့အသက်စီသွေးဆုံတာကလွှဲရင်မိမကူကခြောက်မှုခပ်ပါတယ်။လိမ့်ဆက်ဆံမများလို့မိမကူခြောက်နေဆိုတာမဟုတ်ပါဘူး။မိမကူရဲ့ချွတ်သားတွေက သင်တင်လာတဲ့အများကြီးသမ်းပါပြီစုံနိုင်စားကောင်းပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်နောက်ထပ်လည်းကျမတို့ channel ကလည်းဖုန်းတူတာဖြစ်စေမဲ့အစားအလေးတွေကိုရွေးချယ်တင်ဆက်ပေးမှမို့စောင့်မျှော်ပေးကြပါဦးရှင်တ िश ူအပေးခဲ့ကြတဲ့ပရိသတ်တရားစင်တွေကိုစိတ်ဆုတူပဲတင်ရှိပါရရှင်